။တရားကြောင်းဒလာနားယူရမယ့် Shesco ဘဲပွဲတွေကိုလွဲချော်သွားမလဲ။ Manchester Football ဆောင်ရီတင်ဆက်နေပါလေ။ Manchester United အသင်းရဲ့ Slovenia တိုက်စစ်မှုဖြစ်သူ Benjamin Shesco ကတော့တရားကြောင်းအသင်းရဲ့ပွဲစဉ်တွေကိုဒလာလောက်ထိနားယူရမှာဖြစ်တယ်လို့ဒီနေ့ကဖော်ပြလာခဲ့ပါလေ။ Shesco ကစပါးသင်းနဲ့တရားကြတဲ့ပွဲစဉ်မှာလူစားလဲဝင်ရောက်လာပြီးတော့ဒုတန်ရာရရှိသွားခဲ့တာပါ။ United ကလူစားလဲတာလဲတမတ်ချက်ပြေးသွားခဲ့လို့ Shesco မပါဘဲနဲ့10ယောက်17ယောက်နဲ့စပါးသင်းကိုယင်ဆိုင်ပြီးတော့ပြန်လဲခြေပါခဲ့တာပါ။ ။ဒီပွဲမှာလူစားဝင်လာတဲ့ရှက်ကိုလည်းအခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့လို့ဝေဖန်မှုတွေခံနေခဲ့ရပါတယ်။ရှက်ကိုကတော့လက်ရှိမှာဒဏ်ရာကြောင့်အသင်းရဲ့ပွဲစဉ်တွေကိုတလားလောက်လဲချော်သွားရတော့မှာပါ။အဲဒါကြောင့်စလိုဗေးနီးယားတိုက်စစ်မှုဟာ Everton, Crystal Palace, West Ham, Hove Bahandan, Bournemouth နဲ့ Aston Villa အသင်းတွေနဲ့ကစားရမယ့်ပွဲစဉ်တွေလဲချော်သွားမှာဖြစ်ပါတယ်။ Wildland Raffo တို့လည်းအငှားချထားခဲ့လို့ United တိုက်စစ်ပိုင်းကအများကြီးရွေးချယ်စရာမရှိနေပါဘူး။ကောညာအန်ပူမိုတို့ကပဲစားတော့ဝင်ရောက်ကစားသွားကြမှာပါ။ ပုံစံကောင်းနေရရှိဖို့ဒေါ်လေးယုံကန်ကြရတဲ့ United အတွက်ကတော့ Sheshko မပါဝင်နိုင်မှုကအတိုင်းအတာတစ်ခုထိထိုးနယ်လာနိုင်ပါ रे ။နောက်တစ်ခါတော့ Premier League နောက်ဆုံး၅ပွဲဆက်ရှုံးမဲမရှိဘူးဆိုတဲ့စာရင်တစ်ခုရရှိထားပြီးလမ်းကြောင်းမှန်မှန်ကိုပြန်လည်တက်နိုင်မှုကြိုးစားနေတာဖြစ်ပါ रे ။လိုချင်မျိုးမှာ Sheshko ကိုဆုံးရှုံးလိုက်ရတာက United အတွက်ကတော့ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ။နောက်တဲ့အတိုက်စစ်မှာ Ambo Mo ကခြေစွမ်းပြနေပေမဲ့ ကွန်ညာနဲ့ရှက်ကိုတို့ကတော့သွင်းကိုတွေရရှိဖို့ရုံကန်နေခဲ့ရပါတယ်ဒီနေ့ရတင်ဆက်မှုကဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ဤကုန်းချုပ်ပါတယ်ညာ